ဆရာတော်ဖေဟာတပည့်တော်တို့တွေဖះရှိကိုင်မယ်ဖြစ်ဖြစ်ပိယိတ်တရားတော်ရွတ်ဖတ်မယ်ဖြစ်ဖြစ်ပါဠိလိုတော့ရွတ်ဖတ်ကြပါတယ်ဖေဟာအဲ့လိုရွတ်ဖတ်တာနဲ့ပတ်သက်ပြီးတော့တည်တည်တဲ့အချက်လက်လိုက်နာတင်တဲ့အချက်လက်လေးကိုမိန့်ကြားတော်မူပြီးပါတော့ဖေဟာမြန်မာနိုင်ငံမှာရောအထူးဖြင့်ထေရဝါဒနိုင်ငံတွေမှာအဲပိယိတ်ရွတ်တယ်ဆိုရင်ပါဠိလိုပဲရွတ်ကြတယ်ပါဠိလိုပဲရွတ်ကြတယ်ဒါလည်းပဲမြတ်စွာဘုရားကိုယ်တော်တိုင် ဟောရတဲ့တိတိယအရီကိုပါဒပြန်တဲ့နေရာမှာအဲ့ဒီပုံစံအတိုင်းအဲ့ဒီစံဖေးအဆင့်တန်းအတိုင်းအရာသာအတိုင်းရဖို့ဆိုတော့သူကမလွယ်ဘူးမလွယ်တဲ့အတွက်ကြောင့်မလို့နှစ်ပေါင်းဒီလို2000ကျော်ကာလအထိဒီလိုပဲပါဠိလိုပဲဆက်ပြီးရွတ်ကြတယ်ပါဠိလိုရွတ်တဲ့ခါကျတော့ပြဿနာကဘာလို့ဆိုတော့ ပရိယွတ်တယ်ဆိုရင်တဲ့နားလည်ရမယ်ပရိယွတ်မယ်ဆိုနားလည်ဘုမတိတဲမှာကျေးဇူးရှင်မာခဏဆရာတော်ဘုရားကြီးအများနားလည်အောင်မြတ်မာလိုရေးထားတဲ့ပရိယ္ပါဠိပရိယ္ချင်းနဲ့တရားနဲ့ပရိယ္တရားတော်များအစားအထက်နှိဒံလေးကိုပြောပြဒီဒီအချက်လက်ကတော့နေရာတိုင်းမှာရှိပါတယ်ဒါမဲ့ဆရာတော်ဘုရားရေးထားတဲ့ဟာကမြတ်မာစာအရင်ချောတဲ့ခါကျတော့ဒါလေးကို မွန်ရွေးပြီးအထုံးပြတယ်။ဘယိတ်နာတဲ့ပုဂ္ဂိုလ်ကအတိတ်ပဲနားလည်ဖို့မလိုဘူး။ဒါမဲ့ကိုဟာကိုအိမ်မှရွတ်တယ်။အန်တကင်းဖို့အတွက်ရွတ်တယ်ဆိုရင်ဒါလူတယ်။အတိတ်ပဲနားလည်ဖို့လိုတယ်။ဒါလေးဖို့နှစ်ခုခွဲပြန်။ဆရာတော်ကြီးတွေကိုအိမ်ပင့်ပြီးတော့ပြိတ်ဖရာတော်ချင်းမြင်ခိုင်းနေဆိုရင်ဆရာတော်တွေကအတိတ်ပဲတည်တယ်။အတိတ်ပဲတည်တဲ့အတကြောင့်မို့လို့ ဲ့ဒီဘေးရဲ့အစွမ်းထက်တယ်ပေါ့ဘေးရဲ့ဆိုတော့သူအဟန့်ထားလို့ပြောတာပေါ့ရွတ်တဲ့ဆရာတော်ကတကယ်လို့ရွတ်တဲ့ဘေးရဲ့အတဲ့ဘယ်ကိုကျန်းကျန်းနဲ့မသိဘူးဆိုရင်အဲ့ဒီရတဲ့အကျိုးမှဒါနည်းနည်းလေးအကန့်သက်ရှိသွားတယ်မှန်ပါဗျာဥပမာခွေးလေးတွေကသူတို့အလွတ်ကျက်ထားတယ်ပြည့် နေစဉ်ရစ်တယ်။ဒါပေမဲ့ thread သင်ခန်းစာထဲမှာဒီ PAG တွေကိုအတဲ့ပဲနားလဲအောင်သင်ရတဲ့အနေထားမျိုးမရောက်သေးဘူး။အဲ့ဒါမျိုးဆိုရင်အဲ့ကိုင်းလေးတွေရစ်တာသူတို့တို့လည်းသရာတရားဖြစ်တယ်။နားရတဲ့လူတွေလည်းသရာတရားဖြစ်တယ်။ဒါပေမဲ့သရာတရားတစ်ခုထဲနဲ့သူကမပြီးဘူး။ယုံကြည်မှုတစ်ခုနဲ့မပြီးဘူး။နားရတဲ့ပုဂ္ဂိုလ်ရဲ့ အင်္ဂါထဲမှာလိုအပ်တဲ့ဒီ requirement ပေါ့ condition တွေအဲလိုအပ်ချက်တွေထဲမှာနံပါတ်1ကဒီ PhD ရတော့ပုံမှာတရားတရားရှိဖို့ယုံကြည်ဖို့ဆရာတော်ရေးထားတဲ့ဟာကိုသူရှိတိုင်းဖတ်မစင်တခါ PhD တော့နာတော့နာပါရဲ့ဒါပေမဲ့ PhD ကိုသိမယုံဘူးအဲ့ဒီလိုမယုံလို့ရှိရင်လည်း PhD ကအဲ့ဒီသူကိုမစောင့်ရှောက်ပါဘူးယုံကြည်မှုအရေးကြီးရယ်ဆိုတဲ့အကြောင်း နောက်တစ်ခုကအဲ့ဒီပရိတ်နာတဲ့ပုဂ္ဂိုလ်ကအယူမှားနေတယ်အယူမှားနေတယ်ဥပမာယုတ်ဝါဒယုံကြည်တဲ့ပုဂ္ဂိုလ်ဒီဘဝတည်ပြင်းဘာမှမရှိတော့ဘူးယုံကြည်တဲ့ပုဂ္ဂိုလ်မဟုတ်ရင်လည်းပဲအမ်ကိုဉ္ဉ်ကထာဝရရှိတယ်ဖန်ဆင်းရှင်ရှိတယ်ဒီလိုယုံကြည်တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီလိုအယူဝါဒရှိတယ်ဆိုရင်ဒီပရိတ်က အကျိုးမရှိအဲ့ဒါဆိုရင်အဲ့လူတွေကစိတ်တည်ငြိမ်တဲ့အကျိုးတွေရရှိတယ်။နောက်တစ်ခုကတော့အားလုံးတည်တဲ့အတိုင်းတကယ်လို့အမ်ကံကြီးထိုက်ထားတဲ့ပုဂ္ဂိုလ်မိဘကိုအဲဆောကမိဘကိုတတိအသက်အန္တရာယ်လောက်ဖူးတဲ့ပုဂ္ဂိုလ်မျိုးစိမ့်နေသူကပြိမ့်နာလိုက်အကျိုးမရအောင်ပေါ့အဲ့တော့ မြန်မာဗုဒ္ဓဘာသာတူအနေနဲ့ကံကံတရားကိုယုံကြည်တယ်ဒါဆိုသူကတောမထေတိဖြစ်တယ်။နောက်ဒီဘေးအကြီးရဲ့အကျိုးတရားတွေရှိတယ်ဆိုတော့ဒါလည်းယုံကြည်တယ်ဒါတထာလည်းရှိပြီးပညာလည်းပဲအစင်တစင်တည်းရှိတထာနဲ့ပညာနဲ့နောက်တစ်ဖက်ကလည်းပဲသီလအနေနဲ့ဆိုရင်ကံကြီးကိုမပြစ်မှမီဒီပုဂ္ဂိုလ်ကဒီဗုဒ္ဓဘာသာတူက ပရိတ်ကြီးရဲ့ဒီဘုရားကအတိတ်ဘက်ကိုနားမလဲဘူးလေသူဆရာတော်တွေရွတ်တဲ့ဟာမနားလဲတဲ့ပုဂ္ဂိုလ်ရွတ်ပေးတဲ့ဟာမိဘပဲဖြစ်ဖြစ်ဘသူပဲဆရာသမားပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ဖြစ်ဖြစ်ရဟန်းပဲဖြစ်ဖြစ်ဒီလိုက်ရှိတဲ့ပုဂ္ဂိုလ်လာပြီးတော့ရွတ်ပေးတယ်ဆိုရင်အကျိုးရှိတယ်အကျိုးရရှိတယ်ဆရာတော်တွေကိုပင့်ပြီးတော့ရွတ်တာကဒါကအလေးထားတစ်ခုနောက်အလေးထားတစ်ခုက ကိုယ့်အကူရစ်တယ်အိမ်မှာရစ်တာပဲဖခင်မှာသွားပြီးရစ်တာပဲဖြစ်ဖြစ်ကိုယ့်အကူရစ်တယ်ဆိုရင်တော့ကိုယ့်အတွက်ကိုယ်ရစ်တယ်ဆိုရင်ဒါအတဲ့ပဲလဲနားလဲမယ်ကံကြီးလည်းမဖြစ်မှာဘူးနောက်ပြီးတော့ယုံနဲ့ယုံကြည်ယုံကြည်တာတော့ယုံကြည်လို့ရစ်တာပေါ့မဒီနေရာမှာလိုအပ်တာကအတဲ့ပဲနားလဲတယ်ကိုယ့်ကိုယ့်အတွက်ကိုယ်ပြန်ရစ်တယ်အဲ့ဒါပဲနားလဲပေါ့အနည်းဆုံးဘယ်လိုနားလဲမှာတော့ဆိုတော့ မေတ္တာသုံးယူတယ်ဆိုရင်ဒါကအဲဘောဓနဲ့ကြောက်စိတ်စာမေတ္တာထားဖို့မေတ္တာကျင့်စဉ်ကိုမြတ်စွာဘုရားသင်ပေးတာတလောက်လေးနားလည်နေတော့အချိန်ကရပါပြီမင်္ဂလာသုတ်ယူတယ်ဆိုရင် မင်္ဂလာသုတ်တိုးတက်ရတိုးတက်ကြအောင်လှုပ်ရမယ်အလုပ်တွေကိုမြတ်စွာဘုရားက38မျိုးညွှန်ပြထားတယ် ဥပမာလူမှုပေါင်းတဲ့နေရာမှာလူရွေးတက်ဖို့ပညာရေးကြိုးစားဖို့မိသားစုကူးဆိုင်ပြီးတော့မိဘတွေကိုအမ်ပြုစုဖို့မိသားစုကိုအဆောင်ရှောက်ဖို့ကိုယ်စိတ်ကိုထိန်းဖို့အဲခန္တီတရားရှိဖို့လူတွေကိုဒီယူသေးတဲ့လူတွေကိုယူသေးဖို့ဥပမာထားမျိုးတွေဒါတလောက်အကျမ်းဖြစ်နားလည်ထားရဆိုရင်လည်းမင်္ဂလာတုတ်ကို ယွတ်တယ်ကိုယ့်အတွက်ကိုပြန်ယွတ်တယ်ဆိုတာလည်းအကျိုးရတယ်။မှန်ပါဘူး။ပြေးယွတ်တာကဒီနေ့လို့ပြောမစမ်း magic magic မဟုတ်ဘူး။ဟိုဟိုမျက်လဲဆရာတွေချက်ချင်းဒီလိုကဲပေါ်စေဖြစ်စေဆိုပြီးတော့အဟိုဟိုနည်းနည်းလှုပ်တဲ့ပုံစံမျိုးမဟုတ်ဘူး။မြတ်စွာဘုရားကစိတ်ကိုပြုပြင်တဲ့နေရာမှာအသုံးပြုတဲ့တရားပဲ။ယတနာသုတ်ဆိုရင်ဒါတိစ္ဆာဆိုတယ် ဖရတရားတန်ခါအချမ်းတစ်ခုစီတစ်ခုစီသစ္စာဆိုတယ်အဲဆိုတော့ဆက်မှလည်းပဲဘာအကြောင်းအရာကိုဘာကိုအကြောင်းပြုပြီးတော့ဟောသစ္စာဆိုတယ်အဲ့ဒါလည်းတည်တယ်ရှိတယ်အဲ့ဒါတွေကိုအသေးစိတ်နားမလည်သေးတော့မှသူ့ရဲ့အဓိကညီညွတ်ချက်သူ့ရဲ့ focus လေးကိုကွာတည်ပြီးတော့ရွတ်တယ်ဆိုရင်ဒါကိုယ့်အတွက်အလောက်ရွတ်တယ်လည်းရပါအကျိုးအရာပဲအဲ့ထက်ပို့ပြီးတော့နားလည်တယ်ဆိုရင်တော့ရွတ်တဲ့အချိန်မှာပညာလည်းတက်တယ် အတိညာလည်းတက်တယ်။တမာတိလည်းတက်တယ်။ပေးရမယ်ကင်။မေတ္တာထုတ်ရွတ်တယ်ဆိုပါတော့။မေတ္တာထုတ်ရွတ်တယ်ဆိုရင်မြတ်စွာဘုရားက စိတ်ထားပုံထာနေအဲ့ဒါကိုသင်ပေးတာ။ကိုယ်ကရွတ်တယ်ရွတ်တယ်စိတ်ထားတာတော့ကိုယ်မပြင်းဘူး။ဒီကိစ္စကိုခေးမဆိုင်ဘူးဆိုရင်သူကဘာနဲ့တူနေတော့။နေမကောင်းလို့ဆင်အောင်စီသွားတယ်ဆင်အောင်ကစေးစာရေးပြလိုက်တယ် prescription ခေါ်တာပေါ့ အဲ့ဖစ်စကရီးစေးစားယူလာပြီးတော့ဆရာတောက်ခိုင်းတာတော့မတောက်ဘူးယူပဲယူနေနေဆိုယောဂါတော့မပြောင်းဘူးအဲ့စေးစားမဖတ်တတ်ဘူးဆိုရင်တော့မဖြစ်ဘူးဖတ်တတ်ပြီးဖတ်ပြီးတော့အဲ့ဒါနေ့စဉ်ကြည့်နေရတယ်ဘယ်ချုံဘယ်စေးတောက်အောင်အဲ့စေးစားဖတ်တတ်တာအဲ့စေးစားကြည့်နေတာဒါဘေးယူထားနေတယ်တောက်ခိုင်းတဲ့စေးကိုတောက်တာဒါကိုယ်စိတ်ထားကိုဖြုတ်ပြင်နေတယ်ဥပမာ ဘုဆင်တော့ယွတ်တယ်ဆိုရင်ယောဂပြောက်တယ်လို့ဒါယူဆကြတယ်။ယုံကြည်ကြတယ်။ဘုံတို့လည်းအဲ့လိုယုံကြည်။ဒါပေမဲ့မြတ်စွာဘုရားအဲ့ဒီဘုဆင်တော့ထဲမှာဘာတွေပြောတာဆိုတော့ပွားများမဲ့ဟာနဲ့နောက်စိတ်ထဲမှာဖြစ်ရမယ် positive emotion positive ဖြစ်တဲ့စိတ်ခံစားမှုပွားများမဲ့ဟာကတော့တတိပွားများမဲ့တဲ့နောက်လုံလဝိရိယရှိရမယ်တဲ့ဒါမျိုးတွေကတော့ဟိုပိယိတ်နေ့တိုင်းညနေတဲ့ပုဂ္ဂိုလ်ဟာ ီအကြီးသေးတွေဒီရည်ချင်းတွေအထိုက်လျောက်သူကနေသူရှိနေတယ်။ဘုဇင်ခွန်းဘာစလုံးရှိချင်မှရှိမှာ။ဒါမှအထိုက်လျောက်ရှိတယ်။တချို့ရိတ်သားတွေမှကြတော့ဒါလေးဆိုရင်အဖောက်တော်ရရဖို့ယူစင်။အဒရိပ္ထပါပါရရတယ်။အဲ့တော့ကျင့်လဲကျင့်နေတယ်ကျင့်တဲ့အချိန်မှာတတိဖြစ်အောင်တတိရနေပြီးတော့သံပစဉ္ညာနေဖြစ်အောင်အဲ့ဒါဒီတစ်ချိန်တည်းမှာလုပ်တယ် ။နောက်ဒီချိန်ထဲမှာပဲဖျားဝတ်တက်တဲ့ခါမှာအဲ့ဒါကိုယူတယ်ဆိုတော့အတိတ်ပဲလည်းတည်တယ်။ကျင့်လည်းကျင့်ခြင်းလည်းယူလည်းယူတယ်ဆိုတော့ရင်ထဲမှာကိုတည်တယ်။ဘုံနောက်နဲ့လည်းတည်တယ်။နှလုံးသားလည်းတည်တယ်။အကျိုးကျေးဇူးခါအများကြီးသူຢာနှုံးပြီလောက်ຢာတာပေါ့ຢာနှုံးပြီ။အဲ့တော့ဘသူကຢာနှုံးပြီလောက်ຢာတယ်ဘသူက80လောက်ຢာတယ်ဘသူက60ရခင်လောက်ຢာတယ်ဘသူက50ဘသူက20လောက်ຢာတယ်ဆိုတာ အဲ့ဒီအင်္ဂါရက်တွေပေါ်မှာမူတည်တာ now emotional positive emotional ပတ်သက်တဲ့ဟာတော့သမောဒိဋ္ဌာနာ အာဘာဒာဆိုတာသမောဒိဋ္ဌာနာဆိုတဲ့စကားလုံးเนี่ยအရင်ရေးကြီးသမောဒိဋ္ဌာနာဆိုတာကကြားပြီးဝန်းတာတာပီတိဖြစ်တယ်ပီတိဖြစ်တဲ့ပုဂ္ဂိုလ်မှာအခု neurology တွေကပြောတာ neurology တွေသူတနာလုပ်ပြီးတော့ပြောတာပီတိဖြစ်တဲ့ပုဂ္ဂိုလ်မှာ စိတ်ဖိစီးမှုတန်ခံနေတယ်ကိုခံစွမ်းအားလို့ဖြစ်တယ်စိတ်ခံစားမှုကိုခံစွမ်း emotional immunity ဟိုနောက်ထပ်ထုတ်တဲ့ဓာတ်သဘာဝတွေလည်းပဲပီတိဖြစ်တဲ့ပုဂ္ဂိုလ်ဆိုရင်သူက positive ဖြစ်တာတွေထုတ်တယ်အဲ့ဒီနေပြီးတော့တစ်ခုလုံးမှရှိတယ်ဒီအာယုံကြောတွေ nervous system တွေအဲ့ဒီကို message ပို့တဲ့နေရာတရင်ပို့တဲ့နေရာမှာလည်းပဲ positive ဖြစ်တာပဲပို့တာ ဲ့လိုပို့တဲ့ခါကျတော့လူကကျမ်းမာတော့ပေါ့မှန်ပါဗျာပီတိရှိတဲ့ပုဂ္ဂိုလ်မှာဒီကိုအနာကိုကတ်လာတဲ့ပုဂ္ဂိုလ်တွေကိုအနာကိုကတ်လာတဲ့အဲလူတွေကိုအနာကိုကတ်လာတဲ့အဲနတ်တွေပြမတွေလည်းပဲအကောင်းနေပဲယတနာရှိရယတနာလားထားကြောင့်ဘုန်းတော်ကဗာလေးလိုတော့ဆိုဒီပရိတ်တရားတော်တွေကိုရွတ်ရွတ်တဲ့ခါမှာကိုယ့်အကူနည်းနည်းလေးမရွတ်ခင်မှာစာနည်းနည်းဖတ်ဖို့ ယရဏသောဆိုရင်ယနာသောအကြောင်းပါတော့ဆိုတာဟိုနိတန်လေးနည်းနည်းဘာဖတ်ဘူးအများကြီးမဟုတ်ဘူးငါးချောင်းခြောက်ချောင်းဆိုတူဟာအသိဉာဏ်နဲ့ရတာပို့ပြီးတော့အဲ့ဒီထက်အချိန်ရတယ်နားလည်မှုလည်းပိုစေခြင်းနဲ့စင်စကလုံးတစ်လုံးစီကိုဘာသာပြန်ထားတာနေတိယလေးဒါလေးတွေလည်းဖတ်ကြည့်မယ်အဲ့လိုဝိရိယရှိတဲ့ပုဂ္ဂိုလ်ကတော့ပုစင်ခုနှစ်ပါးတော့မှာပါတယ်ဝိရိယဆိုတဲ့အတိုင်း ပရိတ်တရားတွေအကျိုးပို့ရမှာအဓိကပြောချင်တာကတော့နားလည်ရင်တော့အကောင်းဆုံးပဲဘုံမောဓမ္မစက်ချာနားလည်တယ်မင်္ဂလာတုတ်နားလည်တယ်မေတ္တာတုတ်နားလည်ဆိုတော့ခုနေမကောင်းတဲ့အချိန်မှာဆရာတော်ပြန်လာပြီးရုပ်ပေးတယ်ဆိုရင်ရွတ်တဲ့အချိန်မှာကွာယုံကြည်နဲ့နားတယ်တစ်ဖက်ကလည်းပဲရွတ်တာကိုအတိတ်ပဲနားလည်စေအကျိုးပို့များတာ တယောက်ကတော့နားမလည်ဘူးအယုံကြည်နဲ့နားတယ်အဲ့ပုဂ္ဂိုလ်လည်းပဲသူအတိုင်းတာတစ်ခုတည်းတော့အကျိုးရှိနေတာပဲပရိတ်တရားတစ်ခုဖုံးလို့လဲကိုယ်တိုင်ရရှိဘူးလေသူများတွေမေးတာလေအောက်ဆိုတက်ကူဘယ်လိုမြင်လဲဖုံးကပြေးယူပြီးတော့ဝင်သွားတာပညာအရန်တော်လို့ဝင်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါကအတန်လူတန်းစားတစ်ခုမိဘတွေကအရန်ချမ်းသာပြီးတော့သူတို့ကငယ်ကလေးအဲ့အကြောင်းဝင်နိုင်အောင် ပြင်ဆင်ထားတာ ဲ့ဒါကနောက်လူတန်းစားတမျိုးကတော့မိဘကဘယ်ကြောင်းမထားတာငโกဝိရတော်နေခါဆိုဝင်နိုင်မဲ့ပုံဒါကြောင့်ကတော့မိဘကအယံကို support လုပ်မှသူတို့အည်တွေပေါ်လာလို့ဝင်နေတယ်ပုံဘုံတော့အဲ့ထဲမှာတခုမှမပါဘူးအဲ interview သွားတယ်ကိုတင်လိုက်တဲ့ proposal လေ PhD လုပ်မယ်ဆိုရင် proposal တင်ရအရင်တင်ပြီးတော့မှသူတို့အဲ့ဒါကြည့်ပြီး interview လုပ်မယ် ဖော်မွန်တင်တဲ့ proposal ကိုတိုက်ရိုက်လို့မကြိုက်ဘူးအဲ့ဒါကိုကြည့်မကြိုက်လည်းပဲသူတို့က interview ခေါ်တယ်အဲ့ဒါကိုဖော်မွန်ကစိတ်ထဲမှာဟိုဟိုဘာအကြောင်းဖြစ်တယ်လည်းမသိဘူးဆိုတော့ဖော်ပြီးအကြောင်းပဲဖြစ်မှာပြီးရစ်တယ်ပေါ့ now ဒီဟာကိုမကြိုက်ပဲနဲ့ဆိုရင်တော့တော်နိုင်ယုံလူကတော့ interview ခေါ်မခံရတော့ဒါ interview လည်းခေါ်နောက်ဟိုရောက်တဲ့ခါကျချက်ချင်းပထမဆုံးပြောတာကဖော်မွန်တင်တဲ့ proposal မကြိုက်ဘူးဆိုအဲ့ဒါပြောတာ မကြိုက်ဖ ೇನೆ ဘာလို့စကားဆက်ပြောဟုတ်တယ်မလားအဲ့ဒါဟိုပြောဒီပြောဟိုစာဟိုစာအုပ်အကြောင်းပြောဝေဖန်ခိုင်းလေဟိုစာအကြောင်းပြောနည်းနည်းသုံးသပ်ခိုင်းလိုက်ပြောပြခိုင်းအဲ့ဒါမျိုးဟိုအင်တာဗျူးပြီးတဲ့ခါကျတော့အဲ့ဒီစပွဲပေါ်မှာစအောင်ရှေ့ဖို့မောအဲ့ဒါပြင်စင်မသွားဘူးတချို့ဟာတွေကိုကဖတ်ဖူးတဲ့ဟာတွေဒီကိုပါဠိဒီဘိက္ခာထဲမှာဆိုရင်ဒါကိုကပြောပြနေတယ် တချို့အင်္ဂလိပ်အေးစာတွေနောက်နိုင်ငံသားတွေရေးထားတဲ့ဟာတွေအဲ့တချို့ဟာတွေမဖတ်ဘူးမတွေ့ဘူးမတွေ့ဘူးတဲ့ခါဆိုအဲ့အချိန်မှာဘာထွက်လာအောင်ဆိုဒါကဘာတော့ဘာရေးထားအောင်ဆိုကိုသိချင်တဲ့ပုံစံမျိုးနဲ့သူတို့ကကိုယ်မေးမယ်ဆိုကိုယ်သူတို့မေးလိုက်တယ်အဲ့မေးတာသူတို့ကသဘောကျဒါစူးစမ်းနေသိချင်တယ်ပြီးတကကျန်းစာလာပြတဲ့ခါမှလည်းပဲသူတို့မေးတဲ့ဟာကိုကဟိုကိုတိတလား မမီဆိုအန္တရာယ်ဖြစ်တော့သူတို့သဘောကြတာလည်းရှိတယ်မကြတာလည်းရှိတယ်ဒါပေမဲ့ဘုံကကိုချတာလည်းထပ်ပြီးတော့ပြောလိုက်တယ်နောက်ဆုံးကြတော့အဲ interview လုပ်တဲ့ဗမောက်ခိုင်တရားကဲအရှင်ပြရဲ့ proposal တော့မကြိုက်ဘူးဒါပေမဲ့အခုစကားပြောချင်ခြင်းအပြင်အရှင်ပြမှာလုံနိုင်တယ်ရှင်ပြစိတ်ဝင်စားပြီးတော့ပုဒ်တရာရှိတယ်အဲ ခေါင်းစည်းသုံးမှုရှိတယ်။တစ်နှစ်သုံးဖြောပြတယ်။ဖုံးဖုံးထက်သူတို့ကပိုတည်တယ်ကို့အကြောင်းလေ။တနားရင်အင်တာဗျူးလုပ်ပြီးတော့သူတို့ကကို့ထက်ပိုတည်တယ်ကို့အကြောင်း။အဲ့ဒါကြောင့်ဖုံဖုံကအဲ့စီအိုင်ကိုလေးစားဒီတရားတခုခုရွေးပြီးတော့ပြန်တင်ပါတဲ့ပြောတာလန်ဒန်ကျောင်းကနေပြီးတော့အောက်ဆွေမြို့အစွမ်းတလန်းလုံးပြည့်ရွတ်သွားအပြန်တလန်းလုံးပြည့်ရွတ်တယ်အဲ ယူတဲ့နေရာမှာလည်းပဲဟိုဣတိပိတော်ယူတဲ့ဆိုမြတ်စွာဘုရားခုံတော်ကိုတေချာတွေးပြီးတော့ယူဓမ္မစကြာယူတဲ့ဆိုအဲ့ဒါတေချာတွေးပြီးတော့ယူမြတ်တာတဲ့ဆိုတေချာတွေးပြီးတော့ယူကိုယ့်အတွက်ကိုယူတယ်ကြောက်စိတ်နဲ့ယူတာပဲမဝင်နိုင်မှာဆိုတော့ကြောက်စိတ်နဲ့ယူတယ်မယူတဲ့ခါမှာအတိတ်ပဲတည်တယ်မိဘဆရာသမားတွေပမာတိတိနဲ့ဆက်စင်းအောင်မလုပ်ခဲ့ဘူးဆိုပြီးဘုံအဋ္ဌဌာန်ဆိုတယ် သိစားထိတ်တယ်အဲ့ဒါဆိုပြီးတော့အဲ့ဒါရစ်တယ်ပေါ့ဘုံထင်တာတော့တခြားကိစ္စတော့ဟိုတခြားအကြောင်းအကြောင်းဝင်နေတာတော့မရှိဘူးဘုံကဟို university fees လေအမ်ဘာကျောင်းစီကျောင်းစီမဝင်ခင်အကုန်ပြရတယ်အဲ့ဒါဘုံကမပြနိုင်မပြနိုင်တော့ဆရာအောင်တယောက်ကဒီဆရာတော်ကနိုင်ငံတော်မြန်မာမှာတက္ကသိုလ်ရှိတယ်အဲ့ဒီတက္ကသိုလ် ကျောင်းစိတ်ဝိုင်းပြီးတော့လှူချမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်လို့တို့ကညှော်မှန်းထားတဲ့အတိုင်းမလှူနိုင်ဘူးဆိုရင်ကျွန်တော်ကြိုးစားပါမယ်ကြိုးစားပါမယ်ဆိုပြောတခြားလူတွေဆိုရင်တို့ကဘန်ထဲမှာဘက်ဆန်ဖလောက်ရှိပြတယ်ဘုံအဲ့ဒါလည်းမပြနိုင်ဘူးဒီပုံစံမျိုး also ဝင်နေဆိုဘုံဒီနေ့အထိတပည့်တရားချောင်း ဒီပြည့်တရားတော်ကိုရွတ်ဖတ်တယ်ကျေးဇူးကြောင့်လို့အဲ့လိုယူဆတယ်ပေါ့ပြည့်တရားတော်ဆောင်းလျှောက်တယ်နတ်ဒေဝတရားဆောင်းလျှောက်တယ်အဲ့ဒီတစ်နှစ်အတွင်းမှာပဲအဲ့ဒီနှစ်ပဲဖုန်းတို့လျှောက်တဲ့နှစ်မှာပဲဖုန်းနဲ့တော်တဲ့လူတွေရှိတယ်သူတို့ရဲ့ဒီဂရီကိုကြည့်ရင်လေမာစတာမှာဘယ်လိုအဆင့်တွေရခဲ့တယ်ဘယ်လိုတက္ကသိုလ်ကောင်းကောင်းနေရခဲ့တယ်သူတို့ကအောက်ဆိုမဝင်နိုင်ဘူးတခြားတက္ကသိုလ်ရောက်ပါနောက်မှဒီ conference ကြီးမှာတွေ့ကြတယ် reject လောက်ခံရတယ် ုံမဝင်သွားဒါပရိတ်တရားကူလို့ကံကောင်းလို့ဝင်ရတယ်ပေါ့ဒါကြောင့်ပရိတ်တရားကိုနားလည်အောင်လှုပ်ကြပါတရားတရားရှိအောင်လည်းပဲလှုပ်ကြပါလှုပ်တဲ့ဆိုရင်ပရိတ်တရားကတကယ်အာကုဇရာကြီးဖြစ်ပါတယ်ဆိုတာဒါလေးပြောပြချင်ပါတယ်